မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ17ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသတင်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်စော်လော်မြို့နယ်လမ်းဆယ်ရွာကိုကချင်လွတ်လပ်ရေးတပ်မတော် KIA က November လ10ရက်နေ့မနက်မှာတိမ့်ပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီလက်အောက်ခံဥစခုံတိုင်ရဲကချင်အထုဒေသတဲ့နေမြေကိုထိုးစစ်ဆင်နေတဲ့ KIA က November လ4ရက်နေ့မှာ ချီပွေမျိုးနဲ့ကံဖန့်ရွာကိုတိမ့်ပိုက်ပြီးတော့တပတ်ခန့်အကြောင်းမှာလမ်းဆယ်ရွာကိုထပ်မံတိမ့်ပက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။သတင်းရင်းမြစ်တအူးကခေါလံဖူးဌာနေပြည်သူ့ဆက်နယ်မြေလမ်းဆယ်ရွာကိုနိုဝင်ဘာလ10ရက်နေ့မနက်9:00နာရီအချိန်မှာ KIA ကတိမ့်ပိုက်နိုင်ခဲ့ပြီးတော့လုံခြုံရေးနဲ့စီယုံရေးများကိုဆောင်ရွက်နေကြောင်းအသိပေးထားပါတယ်။ KIA ကတချေထူးဒေသတဲ့နယ်မြေအတွင်းစစ်စင်ရေးကိုစက်တဘာလကုန်ပိုင်းကစတင်ခဲ့ရာတလကျော်အတွင်းမှာချီပွေဆော့လော်ပန်ဝါ ဖီမော်မျိုးများကိုဇက်တိုက်သိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။ကပ်ပိုက်ဒီမျိုးနယ်အခြေစားအမှတ်133နှစ်နေကြားဆောင်တပ်အပါဝင်စစ်ကောင်စီလက်အောက်ခံစခန်းများစွာကိုလည်းသိမ့်ပိုက်ထားပြီးတော့ကံပိုက်ဒီမျိုးကိုသာသိမ့်ပိုက်ရန်ကြံရှိတော့တယ်လို့သိရပါဗျ။ကပ်ပိုက်ဒီအထက်ပိုင်းတော်တော်များများကိုတော့သိမ့်ပြီးပြီ။ဒါပေမဲ့ကိုဒန်ဆိုတဲ့လီစုပြည်သူစစ်ရှိတဲ့အဲ့ဒီဘက်မှာတော့ရှိနေသေးတယ်လို့သတင်းရင်းမြစ်တူကပြောဆိုထားပါတယ်။ကံပိုက်ဒီမျိုးဟာတရုတ်မြန်မာနယ်စပ်တရားဝင်နယ်စပ်ဂိတ်ဖြစ်ပြီးတော့အဲ့ဒီကံပိုက်ဒီမျိုးနဲ့ပတ်သက်ပြီးတော့အထူးဂျူးဆိုင်နေရတယ်လို့ ဘုံမူကြီးနော်ဘူးကပြောကြားထားပါတယ်တခြားတစ်ဖက်မှာလည်းတရုတ်အစိုးရကတရုတ်နယ်စပ်မှာတိုက်ပွဲများရပ်ရန် KIA ကိုဖိအားပေးထားပြီးတော့ KIA ကသိမ့်ပိုက်ထားတဲ့မြန်မာတရုတ်နယ်စပ်မြို့များမှာရှိတဲ့နယ်စပ်ဂိတ်များကိုတရုတ်အစိုးရကဇက်တိုက်ပိတ်ထားတယ်လို့သိရပါတယ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ KIA ကကချင်ပြည်နယ်မှာအနည်းဆုံးမြို့ဆက်၃မြို့ကိုသိမ့်ပိုက်ထားတယ်လို့သိရပါတယ်ဒါအပြင်ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့မဘိန်းမြို့နယ်နဲ့ကုခိုင်မြို့နယ်မှာရှိတဲ့နန်းဖက်ကားရွာအပါအဝင်အနီးဝန်းကျင်ကစစ်တပ်စခန်းများကိုလည်းသိမ့်ပိုက်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကြုံမနေရအမိန့်ကြောင့်တရုတ်နိုင်ငံကနေပြန်လာတဲ့အကြမ်းဖက်စစ်ခေါင်းဆောင်ကိုကြိုဆိုတဲ့သူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တရုတ်နိုင်ငံကနေပြန်လာတဲ့အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုဒုစစ်ခေါင်းဆောင်ကမကြုံမနေရအမိန့်ထုတ်ထားတဲ့အတွက်နိုဝင်ဘာလ10ရက်နေ့မှာလာရောက်ကြိုဆိုသူတွေများပြားခဲ့တယ်လို့ဝန်ထမ်းအတိုင်းဝိုင်းစီကပြောဆိုထားပါတယ်စစ်ကောင်စီတပ်ရဲဌာနဆိုင်ရာဝန်ထမ်းများတပ်ထောက်ခံသူများအမှုပညာရှင်များအပြင်ကျောင်းသားကျောင်းသူတွေပါမကြမ်းအေလာလေးစိတ်မှာနိုဝင်ဘာလ10ရက်နေ့မနေ့ကတွားကြိုရတာလို့အမည် မဖော်လို့တဲ့ဝန်ထမ်းတအုပ်ကပြောကြားထားပါတယ်ပညာရေးကကလေးတွေပါခေါ်ပြီးတော့သွားကြိုရတာဝင်ကြီးဌာနကတောင်းထားတဲ့စည်ရင်အတိုင်းလူပေးရတာထွေအုပ်စုဘယ်နှယောက်လဝကစုဘယ်နှယောက်စိုက်ပျိုးရေးကဘယ်နှယောက်အဲ့ဒါတွေကြောင့်လူများသွားတာအာနာသိမ့်ပြီးတော့၄နှစ်အတွင်းမှာပထမဆုံးဖိတ်ကြားခံရတဲ့ခရီးစဉ်ဖြစ်တဲ့အတွက်ပြည်သူလူထုကဝမ်းကြိုဆိုတဲ့ပုံစံမျိုးဖြစ်အောင်လို့လုံခြံဖန်တီးဝါရဖြန့်မှုသာဖြစ်ပါတယ်လို့မြို့ကတယောက်ကပြောကြားထားပါတယ်လူထုကကြိုးဆိုခြင်းပြန်လာမဲ့သတင်းကြားတာနဲ့ဘယ်သူမှဖိတ်เสียမလို့ဘူးကိုတော်ဝန်နဲ့ကိုသွားကြိုကြမှာပေါ့အခုကမလာမနေရအမိတ်နဲ့သွားကြရတာ လူလူကြိုးဆိုတဲ့ခရီးဆိုလို့ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်ပဲမြင်မှုတယ်လို့ပြောဆိုထားပါတယ်။တရုတ်နိုင်ငံကိုသွားတဲ့နေ့ကအေလာလေးစိတ်မှာဘုံပေါက်ကွဲခဲ့လို့စစ်ကောင်စီတပ်ကမြေပြင်နဲ့ဝေဟင်နေမှာပါရဟတ်ရင်နေနဲ့ကင်းလဲ့နေတာတွေလည်းရှိနေတယ်လို့သိရပါတယ်။တရုတ်နိုင်ငံရဲ့ဖိတ်ကြားချက်ကြောင့်နိုဝင်ဘာလ6ရက်နေ့ကကူမင်းမြို့မှာပြုလုပ်တဲ့အထမအကြိမ်မြောက်မဟာမဲခေါင်ဒေတာခွဲထိပ်သီးအစည်းအဝေးနဲ့အခြားအစည်းအဝေးတွေကိုအချက်မဲ့စစ်ကောင်ဆောင်မင်းအောင်လိုက်တက်ရောက်ခဲ့တာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အမျိုးသားညီညွတ်ရေးအစိုးရထံစက်တင်ဘာလနဲ့အောက်တိုဘာလအတွင်းမှာအရာရှိအဆင့်ဗိုလ်ကြီး၄ဦးနဲ့ရဲအုပ်၂ဦးအပါအဝင်စစ်ကောင်စီ၄၉ဦးအလင်းဝင်ရောက်လာခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီစစ်ကောင်စီတပ်သား၄၉ဦးဟာလက်နက်နဲ့တကွပြည်သူရင်ဝင်ကိုခိုးလုံလာသူများလည်းရှိပြီးတော့လက်နက်ယူဆောင်လာသူများကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနကသတ်မှတ်ထားတဲ့လက်နက်တံမိုးအလိုက်ဂုံပြုစုငွေများကိုချိမြှင့်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။လက်နက်မျိုးစုံ၁၈လက်နဲ့ခေယံမီးကြောင်များကိုရရှိခဲ့တယ်လို့သိရပါတယ်။ မစစ်တပ်ရဲ့စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့်အတင်းအဓမ္မလူသစ်စုဆောင်းခံရသူများအပါအဝင်ပြည်သူ့ဘက်ကိုရက်တီလိုတဲ့တပ်သားနဲ့ရဲများအနေနဲ့ပြည်သူ့ရင်ခွင် Telegram @myanmarpeople တို့မဟုတ်ဤဆက်ရာ PDF ပကဖများနဲ့ဝဟမိတ်တိုင်းရင်းသားတော်လိုင်းရေးအဖွဲ့များထံကိုချိတ်ဆက်ပြီးတော့ဆက်သွယ်ကပြည်သူ့ရင်ခွင်ကိုခိုးလုံကြရန်တိုက်တွန်းအသိပေးထုတ်ပြန်အပ်ပါတယ်လို့ NUG ကဝေးဝင်ကြီးဌာနကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်နီပြည်နယ်လွိုင်ကော်မြို့နယ်မှာစစ်ဘေးရှောင်ပြည်သူများနေထိုင်တဲ့ကျေးရွာနှစ်ရွာကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်ကလင်းငယ်တအူးအပါအဝင်ပြည်သူလေးဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ10ရက်နေ့မွန်လွယ်3နိုင်ခန့်မှာလွိုင်ကော်မြို့ဘက်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုစစ်ဘေးရှောင်ပြည်သူများနေထိုင်တဲ့နိုကိုးစံပြကျေးရွာနဲ့တရက်ပေးရွာကိုလက်နက်ကြီးနဲ့လေးလုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါပါတယ်။အကြမ်းဖက်စစ်တပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးထိမှန်ပြီးတော့ဒေါ်ဆဲရွာနဲ့ရေကန်ရွာကစစ်ဘေးတိမ်းရှောင်လာတဲ့အသက်30 ့60နှစ်အရွယ်အမျိုးသားနှစ်ဦးအသက်24နှစ်အရွယ်အမျိုးသမီးတဦးနဲ့အသက်10နှစ်အရွယ်ကလေးငယ်တဦးတို့တေဆုံးခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီစစ်ပေးဆောင်ပြည်သူများနေထိုင်တဲ့ကြီးရွာနှစ်ရွာကိုအကြမ်းမဲ့စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ခြင်းကြောင့်ပြည်သူများထိခိုက်ဒေဆုံးရခြင်းဖြစ်ကြောင်းဒေသခံပြည်သူများကပြောဆိုနေကြပါဗျ။ဒါကြောင့်အကြမ်းမဲ့စစ်တပ်ရဲ့စစ်ကြောင်းများလှုံ့ရှားမှုရှိနေတဲ့အတွက်စစ်ပေးဆောင်ပြည်သူများအထူးဂရုစိုက်နေထိုင်ကြရန်နဲ့လက်နက်ကြီးလေကြောင်းအန္တရာယ်များကိုလည်းကြိုတင်ကာကွယ်မှုများပြုလုပ်ထားကြရန်ဒေသတွင်းအဖွဲ့အစည်းများက သတိပိတ်တိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းမြောက် DNA လေးထိန်းချုပ်ထားတဲ့နောင်ချိုမြို့ကိုစစ်ကောင်စီတပ်ကလေရင်နဲ့ပေါင်300ဘုံထပ်မံဘုံကျဲတိုက်ခိုက်ခဲ့လို့နေအိမ်တွေထိမှန်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ10ရက်နေ့ညနေ6:00နာရီဝန်းကျင်မှာတောင်ရက်ကွက်နဲ့ဇေးရက်ကွက်ကပေါင်300ဘုံလာရောက်ပြီးတော့ကျဲချခဲ့တယ်လို့ဆိုပါတယ်။လေရင်နဲ့လာကျဲတဲ့အချိန်မှာတောင်ရက်ကွက်ကနေအိမ်3လုံးနဲ့ ်ဇေယျက်ကနေအိမ်လေးလုံးထိခိုက်ပျက်စီးခဲ့ပေမဲ့လူထိခိုက်မှုတော့မရှိဘူးလို့ဆိုပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာလ1ရက်နေ့ကညနေ9:00နာရီမှာနောင်ချုံမြို့ဆမ်ဆယ်ရွာကိုလေကြောင်းကနေစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခတ်ခဲ့တာကြောင့်အရက်သား၄ဦးသေဆုံးပြီး၈ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်တောင်းတမတော် TNL ထိန်းချုပ်ထားတဲ့နောင်ချုံမြို့နယ်နဲ့ပြင်းလွင်ကြားဗန်ပွေးဂံခေါနဲ့ဆမ်ဆယ်ဘက်မှာစစ်ကောင်စီတပ်နဲ့တောင်းတမတော် TNL မန္တလေး PDF ပူးပေါင်းတပ်တွေ ိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ဆိုပါရယ်ပြီးခဲ့တဲ့ဩဂတ်လဒုတိယပတ်ကလည်းစစ်ကောင်စီနဲ့ TNL တို့ကြားတိုက်ပွဲဆက်တင်ဖြစ်ပွားခဲ့တယ်စစ်ကောင်စီရဲ့အမြောက်တပ်တွေတရှိရာနောင်ချုံမြို့နယ်တောင်ခန်းကျေးရွာမှာလည်း၃လကြာတဲ့အထိကိုတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီနဲ့ပြူစောတီပူးပေါင်းတပ်တွေစစ်ကြောင်းထိုးနေတဲ့သခိုင်းတိုင်ကန့်ဘလူမျိုးနယ်ကချင်းရွာတွေမှာနေအိမ်ပေါင်း900ကျော်မိရှုခံထားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့အော်တိုဘားလ30ရက်နေ့ကစပြီးတော့ကန့်ဘလူမျိုးနယ်ကာဘိုးပြူစောတီအထိုင်စခန်းကနေစစ်ကောင်စီနဲ့ပြူစောတီပူးပေါင်းတပ်တွေဟာကန့်ဘလူမျိုးနယ်ကချင်းရွာတွေကိုစစ်ကြောင်းထိုးနေတာဖြစ်ပြီးတော့အရဲသားတွေရဲ့နေအိမ်တွေကိုမိရှုဖျက်ဆီးနေတယ်လို့သိရပါတယ်။မိရှုခံရတဲ့ချင်းရွာတွေထဲမှာကြီးစုရွာမှာနေအိမ်183လုံး၊ကြောက်တိုင်ရွာမှာ200လုံး၊ဝက်တိုးရွာမှာ84လုံးနဲ့ ဇီးကုံမြို့လက်ဆက်ရက်ကွက်မှာ62လုံးနဲ့တပင်းတရတော်ရွာမှာနေအိမ်73လုံးစုစုပေါင်းနေအိမ်932လုံးကိုစစ်ကောင်စီနဲ့ပြူစော်တီပူးပေါင်းတပ်တွေကမိရှို့ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်နိုဝင်ဘာလ9ရက်နေ့မှာလည်းစစ်ကောင်စီနဲ့ပြူစော်တီပူးပေါင်းစစ်ကြောင်းဟာကျောင်းကုန်းတပြေးတာနဲ့ဖိုကုန်းရွာတွေကိုလည်းမိရှို့ခဲ့ပြီးတော့စစ်ကောင်စီတပ်စစ်ကြောင်းထုံးနေတာကြောင့်ဒေသခံတွေဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းက633936တင်ကားတိုက်ရင်းတွေကိုပြန်ဝင်သွားတယ်။အဲ့ဒီနားကအကုန်လုံးရှောင်နေရတယ်။ပြူစော်တီရွာနဲ့နီးတော့လေ ်မနေ့ကမိရှုခံထားရတဲ့ရွာတွေရဲ့အင်ဂျီတော့မသိရသေးဘူးဖုန်းလိုင်းတွေလည်းပြတ်နေတော့အချိတ်ဆက်ကတအားကိုခဲရင်းနေတယ်လို့ကျွန်းလာတက်ကြွလှုပ်ရှားသူများအဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်ဒါအပြင်စီကောင်စီစစ်ကြောင်းထုံးနေတဲ့အချိန်မှာဖမ်းဆီးခံရတဲ့အရက်သားပြည်သူတရားကျော်ကိုလက်ရှိအချိန်ထိကိုပြတ်လွတ်ပေးတာမရှိသေးဘူးလို့သိရပါတယ်ဒါအပြင်ပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့မှာကျွန်းလာမြို့နယ်ဘာအင်းတရတော်ရွာကိုမိရှုပ်ပြက်စီးခဲ့တဲ့စစ်ကောင်စီတပ်နဲ့ပြူစောထီတွေကဒေသခံအမျိုးသားနှအုပ်ကိုတက်ဖြတ်သွားပြီးတော့ ဒေသခံ၃ဦးကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်စစ်ကောင်စီတပ်ဘက်ကတော့ကံဘလူမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့နေအိမ်မီးရှို့တာနဲ့ပတ်သက်ပြီးတော့ဒဇုံတရားသတင်းထုတ်ပြန်တာမရှိသေးဘူးလို့သိရပါတယ်လွတ်လပ်တဲ့သူတေသနာအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့စက်တင်ဘာလ10ရက်နေ့အထိစရရင်အရာနိုင်ငံတော်ဝန်လုံးမှာနေအိမ်ပေါင်း3သိန်းကျော်မီးရှို့ခံရပြီးတော့အဲ့ဒီအထက်ကသခိုင်းတိုင်းမှာနေအိမ်9000ကျော်မီးရှို့ခံထားရတယ်လို့သိရပါတယ်ဒါအပြင်နိုင်ငံတော်ဝန်မှာစစ်ကောင်စီကြောင့်တိုက်ဆုံခဲ့ရတဲ့အရက်သားနဲ့ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ9900 38ဦးရှိပြီးတော့2098ဦးဟာလက်ရှိအချိန်ထိဖမ်းဆီးထိန်းသိမ်းခံရဆဲဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသားများကုညီဆောက်ရှောက်ရေးအသင်း AAPP ရဲ့နိုဝင်ဘာလ10ရက်နေ့အထိစာရင်းများအရသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမှာအကြမ်းဖက်စစ်တပ်ရဲ့အတင်းအဓမ္မစစ်သားတွေစုဆောင်းခံရသူ2ဦးဟာလက်နက်များကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီတပ်သား2ဦးဟာမကွေးအရှိချမ်းပြည်သူ့ကာကွယ်ရေးတပ်မတော်ဂျိုးဂျာနီတပ်ရဲ့ တရဲခွန်ထံကိုဆက်သွယ်ပြီးတော့အလင်းဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီစစ်ကောင်စီတပ်သား၂ဦးဟာ MA 11တပ်နဲ့နှစ်လက်ကြီးပေါက်6ခု 5.56G 200ဝင်းကျင်ကန်လက်ပြဘုံတစ်လုံး14နေမိုင်တစ်လုံးတို့ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်။လက်ရှိအချိန်မှာအဲ့ဒီစစ်ကောင်စီတပ်သား၂ဦးကိုလုံခြုံတဲ့နေရာကိုပို့ဆောင်ထားခဲ့ပြီးတော့ဂျိုးဂျာနီတရဲတရဲခွန်ကတာဝန်ယူစောင့်ရှောက်ထားတယ်လို့သိရပါဗါတယ်။ဆက်လက်ပြီးတော့လည်းဂုံပြုစုငွေများပေးအပ်ခြင်းနဲ့၎င်းတို့ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်များခန်းစားချက်များကိုမေးမြန်းပြီးတော့ထုတ်ပြန်ကြေညာပေးပါမယ်လို့ ဂျိုးဂျာနီတရရဲ့တရင်ခွန်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ